အဲ့ဒါတော့တဲလေရှိတာတော့ရှိတာပေါ့လေကိုယ်စိတ်ကူးထဲမှာရှိတာပေါ့ဒါပေမဲ့လည်းကိုကကန်တရားရဲ့မျက်နှာသားရဲ့ပင်းပြကြောင့်မရတဲ့အတွက်ကြောင့်လဲသူခေါ်တဲ့ဇေယုတ်ဒီမှာပဲတိုက်နေရတာအဲ့ဆိုတော့အချိန်ထိတော့ငါရိုက်ချင်တဲ့ဇာတ်ရုပ်ကတော့ကိုယ့်လက်ထဲရောက်လာသေးဘူးပေါ့။မမရောက်လာသေးဘူးပေါ့။ဟိုရှိပါရိုက်ချင်တဲ့ဟိုစာနာလေးတွေရှိရပေါ့။စာခောက်ကာရက်တာလေးတွေရှိရ။ဒါပေမဲ့ဟို ကိုကအဲ့ဒီကိုရိုက်ချင်တဲ့ဇက်ကောက်ကာရက်တာမျိုးလေးဒီကလာမမခေါ်သေးပါဘူးနော်အဲ့တော့သူတို့ခေါ်တဲ့ဇက်ရုပ်ကာရက်တာပဲရိုက်ရတော့ဒီလေးဇက်ရုပ်ပဲနိုင်ဆိုတဲ့နာမည်တစ်ခုရခဲ့တယ်ဒါတော့ကိုယ့်ရဲ့ပြမကာရက်တာပေါ့အဲ့တော့ဆန်ဒီတာလည်းဟိုတောင်းတဲ့ကာရက်တာလေးတွေလည်းရိုက်ချင်တဲ့ဆန်တာပေါ့အခြားဘူး ဘဝပါဟိုဖြစ်တဲ့ဥစ္စာတော့ငားရဆိုတာလေကိုယ်ဆက်ရုပ်နဲ့လိုက်လို့တာနဲ့သူတို့လာခေါ်ကြတာပဲပြောမယ်ဆိုတော့အဲမမေရောကိုရိုက်ဖို့အတွက်ကိုဟို2လ3လလောက်ကြိုပြီးတော့ချိန်ထားခဲ့တဲ့ဟိုချိန်ဖူးရဲ့ဟိုဗီဒီယိုစကားရယ်ရှိခဲ့ဘူးအဲအဲ့ဒါတွေကတော့ဒါကိုမဖြစ်မနေဒီညမှာပုံမှန်မရရင်ဖြစ်ဘူးပေါ့နော်ဆိုးတဲ့ပုံစံမျိုးနဲ့ကိုကြိုပြီးတော့ရုပ်ရှင်ကားကြီးတွေပါရယ်တော်တော်များများကြိုချိန်တာမှာ ီယိုစကားမျိုးတွေပါယူကြတော့အဲ့လိုကြိုချိတ်တယ်ဆိုတာဟိုရှားတယ်အများဆုံးကြိုချိတ်တယ်15ရက်အရက်20လောက်လောက်ဒါပေမဲ့ဘဝမှာအဲ့လို3လလောက်3လလောက်ကြိုပြီးတော့ဟိုချိတ်ခံခဲ့ရတဲ့ကားရှိတယ်ပြောမယ်ဆိုရင်အဲ့ဒီကားတော့ဇင်းရဲတဲ့ရဲ့ဒီအခုဒီဟိုပါပေါ့မင်းကြီးကရှုပ်ပြည်သူကိုကအဖေဇိုးနေတာပေါ့နော်အဲ့လိုဒီကားလေးရိုက်ခဲ့တာ ကားလက်မြဲတော့ဆုတ်ချက်တင်ပြန်လာပါဘူး။မိဘကနေပြီးတော့သာသမီဒီပေါ်မှာဟို98မိတာဖွဲ့ဇလန်းမျိုးရေအဲ့လိုမျိုးစကားကိုကော်ရီဒါအနေနဲ့ကောင်းတဲ့အားလေးတွေလည်းရိုက်ချင်ပါဘူး။အဲ့ဒီကြဲတဲ့ကိုဘာမှတော့မဖြစ်ပါဘူး။အဲ့ဒီကြဲတဲ့ကိုဘာမှတော့ဟိုမဖြစ်ပါဘူး။ဘာမှတော့မခံစားပြီးပါဘူး။ဟောမရရလို့မရရဘူးပဲရှင်းပါဘူး။အဲ့အလုံးကလည်းခန္ဓာလေးပါပဲအချိန်ကြာပြီးတော့မဟုတ်ဘူး။ အကြားတော့အမူကတော့ဘိုးရက်ဆန်လာတော့ပေါ့လူလူလူဟွာပေါ့လူတိုင်းလူတိုင်းကတော့ဝင်ဝင်လဲတာပဲဖြစ်ဖြစ်များတာပဲဖြစ်ဖြစ်အလို့တခုကတော့လုတ်ကျပါဘူးအခုလိုလဲတာအပြင်မှာသွာလာနေတဲ့ဆွေရဲ့အခါကျတော့လည်းကြုံတွေ့နေရတယ်ဆိုရဲ့အခါပါမြင်တွေ့နေရတာပဲတချို့ကျတော့လည်းကိုသားကြီးကိုဒီလိုလက်တော့လက်ကွာပြီးပွားပြီးပါအဲ့လိုလေဟိုတောင်းပြန်စားတော့ခိုင်းတယ်သူတို့တွေကျတော့ထိုင်ပြီးတော့စကားကြီးပြောတယ်လူတွေဟို တန်းရှာပြီးတဲ့သူရဲ့မိဘကြီးပဲเนาะတဲတဲ့မိဘပါဝင်တယ်တော့သူတချို့နေရာတွေမှာသူကလေးနေတယ်ဇဘောကွာလို့ပြောတေးကောက်ငှောက်စကားခောက်ပြီးတော့တောင်းတယ်အဲ့လိုတွေလည်းရှိတာအဲ့လိုဆိုတဲ့အခါကျတော့ဒါလည်း ဟိုသူတို့ကလွယ်လွယ်ရနေတယ်ဆိုတဲ့အခါကျတော့လွယ်လွယ်တောင်းတာပေါ့အဲကြောင့်ကျတော့သူတို့ကျတော့လည်းသိပြီးတော့ကျေကျေဖြစ်ဖြစ်သူတို့လည်းသွားရင်လည်းအဲ့လိုစားတော့တိုင်းလို့ဘာလို့ပါအဲ့လိုလာပြီးတော့တောင်းရဲ့ပြည့်ရခါကျရင်သူကကျတော့သူတကယ်ဗိုက်စားလိလာတာပေါ့နော်အဗိုက်စားရဲ့ဆိုရင်ခုစားနေတဲ့မုံမျိုးသူတို့ဝယ်ကြည့်တယ်ပတ်စားတော့ဘယ်လိုမှမသိဘူးဒါသူဗိုက်စားလို့တောင်းလာတယ်အဓိကသူစားဖို့ရည်ကြည့်တာ အဲ့လိုမျိုးပတ်သက်ပြီးလိုက်မယ်ဆိုရင်သူ့အနောက်ကဓာတ်သူကဗျဟိုယူတုံးတာပဲဖြစ်သွားတာမဟုတ်ဘူးလားအခါတလေကြားရလေအချို့တားတဲ့သူတွေကလူကြီးကအတိလို့တော်တော်လေးအချို့ကလည်းဒါတောင်းရဆောက်တော့နေကြတာပေါ့ခိကလာရဲ့အနေနဲ့တိုက်တာရလုပ်ငန်းရှားပါမှုပြဿနာအဲ့ဒီပြတ်တော့လူတွေအခုချိန်မှာဒီနေရာမှာလည်း50လောက်ကလောက်ကရှားပါမှုပြဿနာ ။အဲဝေဝေလေးပါဘုပြတ်တော့။အဲ့ပြတ်တော့ဘာမျိုးကြီးရှိတယ်ဆိုတဲ့အခါကျတော့သူကတော့ပြောမယ်ဆိုရင်အဲ့လိုဆိုဟိုစားစားကြီးတောက်ဆရာအဓိကလူလိုက်တယ်။အဲ့ကလေးတွေဆို။အဲ့ဒါကြတော့လေဒါပြီးပါတယ်ပြီးတော့တောက်ကိုင်းတာပြီးတော့ဖြစ်ကောက်ဖြစ်ပါဘူးလေ။သူတို့ဒါသူတို့အဲ့ဘလိုယူသူတို့ဂိုင်လိုက်ပြည့်ရဲ့သူကဘလိုတွေသူစုံဆုံးပါထားတယ်မသိဘူး။အဲ့ဒါပဲရအောင်တော့ အဲ့လိုရှိတာပါသူကလဘကြဆိုးလာပိုဆိုးလာတာဘာပြီးတဲ့ပုံပြီးဘာကိုဆိုးလာတော့အဲ့လိုမပေးဘူးဆိုရင်အဲ့လိုလမ်းဆဲသွားတာပြုတ်သွားတာတော့ဒါမျိုးတွေလည်းရှိတယ်။နောက်တစ်ခုဆိုရင်အဲ့ကားတွေကိုအဲ့တန်ချော်တွေဘာတွေလည်းအဲ့လိုစေးပိုင်ချက်သွားတာလည်းရှိတယ်။အမျိုးမျိုးပေါ့။ဒါပေမဲ့အတေးအရမကြီးပေါ့။နောက်ကလည်းပြောဟိုလိုက်ဆွဲပြီးတော့အဲ့ဒါတော့ဒီဟိုဖျားပဲတော့ပြုတ်တာလို့ပြောဆိုတော့နောက်ကကအခု ူပြီးွားပြီဆိုတော့မရဘူးတရားတော်မှာပေါ့နော်အဲ့ခါကျတော့ကိုကလည်းဟိုမြေတရားတိတိတဲ့ပြန်ကြည့်တော့ပါမယ်သူလိုက်တော့ခုနကလည်းမျိုးအဲ့လိုဟိုပိုလူတဲ့ခါမှာသူတို့လိုချင်တာမရတဲ့အတွက်အဲ့လိုဆဲဆိုတာအကျုံးမှုတာအဲဒီကတော့အဲ့လိုပြတော့အဲ့လိုပြတော့ကိုကတော့မကြော်ဘူးပါဘူးသူလည်းပြောတာဒါတော့မကြော်ဘူးအဲ့ဒီများတယ်မများဘူးဆိုတာကတော့ဒါကတော့သူတို့ဘဝရဲ့ကံတရားနဲ့သူတို့ရဲ့ဘဝရဲ့အခြေအနေပေါ့နော် အဲ့လိုမျိုးတွေဒါလိုက်ပြီးတော့ဟိုဖြစ်မဲ့ဆိုလဲဟိုတာခွေဆောက်ရှောက်တဲ့ဟိုနေရာဌာနကမျိုးတွေတိုင်းမှာဖွင့်ပေးရမှုဖြစ်သွားမှာပေါ့ပုံစံအဲ့ဆိုတဲ့အခါကျတော့တချို့ကျတော့လဲဟိုဗမာလူမျိုးကရှိတာမရှိတာအပါကတခုရှိတခုခုဖြစ်ပြီဆိုရင်လှူကျင်တယ်ကြဲကျင်တယ်အဲ့ရဲ့ဒီဟိုပေါ့စိတ်ကရှိထားပြီးသားတယ်တစ်ထောင်ရှိတော့မှဟိုအများဆုံးကအင်အားလောက်တော့သူကလှူကြတယ်အဲ့လိုဆိုတဲ့အခါကျတော့လဲလူတွေရတော့လဲ လွယ်လွယ်လှုပ်ရှားနေကြတာလည်းအများကြီးပဲအဲ့ဒါဆိုတဲ့အခါကျတော့တကယ်တကယ်ဟိုတက်လိုက်တဲ့သူတွေကဒီလိုမျိုးပါပြောအဓိကသူတို့ရဲ့လှုပ်အားနဲ့ရတဲ့ပတ်စာပို့တန်မှုရှိတယ်အဲ့တော့အလုပ်တစ်ခုအခြေခံလူတန်းသားတွေလုပ်နိုင်မဲ့အလုပ်တစ်ခုကိုအဲ့လိုပေါ့ဒီလုပ်ငန်းရှင်တွေရတယ်ပြီးတော့ထူထောင်ပေးနိုင်တယ်ဒီလိုပါဟိုချိန်ချိုးတာပဲဖြစ်ဖြစ်လက်မှုပြညာပါတော့မတက်ဘူးဆိုရင်သင်ပေးပြီးွားရသူရဲ့တနည်းဝင်ကိုရ ရှစ်ထောင်ရမှာတကောင်းရမှာဒါဆိုရင်သူ့ရဲ့ကိုယ်ပိုင်ပတ်စံတွေရတယ်။ Olympic ရဲ့ကလိုက်ပြီးတော့ hotel လုံးနဲ့တောင်းနေတာကြီးရတယ်။တဘာဝမကြမ်းဘူး။လူကြီးကတော့တယောက်တယောက်စိတ်ချင်းမတူဘော့။ကိုယ်ပတ်စံတဲ့ကုလူကမဖြစ်သေးလဲသူပြောတဲ့သူလည်းရှိကောင်းရှိပါလား။အဲ့လိုဆိုတဲ့အခါကျတော့လေဟိုယူတဲ့သူကလည်းသူရရမဲ့ကံပါလို့သူရလူပဲသဘောထားတယ်။ဒီရတော့ဟိုပါလေအရက်သမလင်ကျွဲ့ဇလန်းကျွဲ့အဲ့ဒါလေးရိုက်နေတာပါဟုတ် ကျန်တဲ့ကြတာကိုကိုဝေရလည်းဒီကားမှာသူကဒီရွှေရှင်နဲ့ကဟိုပါဘူးဉာဏ်ကြီးဆောင်အဲအကိုကလည်းဉာဏ်ကြီးဆောင်ပေါ့ကိုရုပ်ရဲ့ကိုရုပ်နဲ့ကတော်တော်ချင်းနေပေါ့အဲ့လိုအဲ့အဲ့ကာရက်တာပဲနော်ကိုဝေရဲ့အခုဒါပြန်ဆုံးလာဆိုတော့ဒါပထမလောကလို့ပြောတော့ပေါ့နော်ကိုဝေနဲ့မဆုံးလာတဲ့တော်တော်ကြပြီ15နှစ်လောက်ရှိပြီအဲ့လောက်ရှိပါတယ်သူကလည်းဟိုမရိုက်ဖြစ်တာနဲ့ အခုကြာတော့မှအခုပြန်ပြီးတော့အလုပ်ပြန်လုပ်တာပေါ့။ဒီနေ့တိုင်းမှာပဲဒါတော့ဟိုပြောစရာမလိုဘူး။ဒါကြဟိုအတယ်ဒီအတယ်ဒီရှယ်ဆိုတော့ဟိုဒီရက်တစ်ခုနေနေတာဟိုဖြစ်သွားတယ်။နည်းနည်းချီပါလား။ဒီနေရာတော့ဒါပါပဲ။ချီတယ်စစ်ကားရိုက်ခဲ့ပြီးတော့အဲ့တော့အဘဆန်နာကိုတင်နေတယ်။ဟိုသူရကြဟိုဘုကောကဟို threat idea ကိုဆွဲပြီးတော့ပေါ့နော်။ဟို network ခေါ်တယ်။အဲ့အဲ့တော့ဆိုလေကိုကနည်းနည်းပေါ့ဒီ ရိုက်တာတော့ရိုက်နေပြီဒါပေမဲ့အဲ့လိုစကားရေးပါတယ်လို့ကြာတော့ဒီလိုမီးမိုင်းတို့ဘာလို့လဲမသိဘူးကြာတော့အတွေ့အကြုံကနည်းလာအဲ့အခါမျိုးကြာတော့အဲ့ကားတော့ဆိုရင်အဲကိုကအဲ့ကားမှာဟိုပေါ့ဘူးကြီးတယောက်ပေါ့အဲကိုရကြောတက်တက်ကြီးပါအဲ့တော့ကိုရဲ့ဟိုဟာကိုအတက်ကိုသူကပြက်ခဲ့တာအဲ့မာဘောသူ ကိုအများကြီးကိုလက်တွဲခေါ်ခဲ့ချိန်ပို့ပေးရတာပါဒီအခုဒီစစ်ကားတို့ဘာလို့ဆိုတော့ဒီတော့ဘက်ကန်တခန်းရဖို့ဆိုတာမလွယ်ဘူးအဲညီမိုင်းတွေပါတယ်နောက်ဒီညီမိုင်းတွေလည်းပါတယ်အဲဒီကားဆိုတော့အများကြီးဟောပြတယ်ဟောကန်တခန်းရဖို့အတွက်ကအများကြီးသူအချိန်ယူရတယ်အဲသူကရတော့ဆိုလဲဒါဘာဟုစီးတီးတွေလည်းရအောင်မြင်ခဲ့တာပဲလေ ဟိုကိုရနောက်ဒီဘောဘောထုတ်ထုတ်ကားကြီးလည်းအများကြီးသူအောင်မြင်ခဲ့တယ်သူကိုပိုင်တိုက်ကနေပြီးရိုက်ခဲ့တဲ့ကားကြီးပေါ့မလိရွှေစံကိုရိုက်ခဲ့တဲ့ကားကြီးမှာတော့သူအောင်ရဲတော့အောင်မြင်ခဲ့တယ်တော့ရှော့အဲ့ကြောင့်လည်းဒီလိုချိန်ချင်းလည်းဒီကိုလိကျော်ဆိုဖြစ်နေတာပေါ့အဲမပြေမပန်းဝေတို့အဲ့လိုမျိုးပေါ့နော်အများကြီးပါပဲအဲတကယ်ကြဆန္ဒအောင်ပေးဘာဆန္ဒအောင်ပေးရဲသကားလေးတွေပေးလိုက်အနေမလေးရအစမ်းလေးတွေအဲရွှေပုပ်ကချစ်သက်သေးတို့အဲဟို ဟိုဘာတန်ကြီးတစ္ဆာကြီးဟိုအဲ့ဒါမျိုးတွေပေါ့နော်အဲ့လိုကြားရကြတော့ကိုဝေနဲ့ကြအကျိုးတော့ပြည့်တယ်ပြောအောင်ဒါကိုဝေနဲ့ပုံပြီးတော့ဟိုဖြစ်တယ် like ကောင်းလဲကောင်းပါတော့ပါကိုတော့တော့ဘာပဲပြည့်ပြောဘူးဟိုအမှုပညာသမားဆိုတာတော့ဟိုဇလန်းမျိုးစုံကော်ရီဒါမျိုးစုံနဲ့တဲ့ခါကျတော့ပြည့်တဲ့ဟာဟိုရသမျိုးစုံကြည့်ရတယ်ဒီလိုတမျိုးနဲ့ယူရဲဒလိုင်းနဲ့ယူရဲသွားတာတော့ဒါကတော့ကြာရင်လည်းယူရတော့